တော်လန်ရေးဆိုတဲ့ဟာတွေစန့်ကျင်ရေးဆိုတဲ့ဟာတွေကြောင့်ဒီစာသင်ကျောင်းကြီးအကန့်အသတ်ရှိပိတ်လိုက်ရတယ်မကောင်းပါဘူးမကောင်းပါဘူးဒါနိုင်ငံအတွက်နှိမ့်တာဖြစ်ပါတယ်ပြည်သူအားလုံးအတွက်နှိမ့်တာဖြစ်ပါတယ်ပါစနဲ့ချီသူလည်းမြောင်းလိုက်နဲ့အကလောအမျိုးပြောင်းလိုက်တော့ဒီမှာအဖေနေတယ်ပါတိုင်ပဲလာတိုင်ပဲနေစီနေတယ်နေစုတော့ပဲတဲ့ဖေဖို့อืมသီလာကြလာမြောင်းလိုက်ချီသူ မွန်တိုစီဖို့အဲဘောဘောချောနေလာဘောချောဟဲလာဘောချောဆဲလာပါလဲမသိအကောလုံးဒီနေပါဝဲနေဟာပွဲအကောလုံးကစီရအမျိုးပါပြောင်းလိုက်အကြီးလက်မထူရတာဆဲပွဲပဲထူရလားသူစောက်ယူထားပြီးတော့အာနာတိတ်လိုက်လို့ထတ်တူသွားတာနော်လက်လက်ကရင်အဖွဲထတ်တူသွားတာဖွဲ့တော့ရအောင်စီอืมထူနိုင်ကြတာသူ့ဘောမှာကြီးကြီးမလုံးနိုင်ကြတာသူတို့ဒီ NC ပဲကြီးတာ ဒေါ်လာမရီအားလုံးမင်္ဂလာပါအော်တိုဘားလ16ရက်နေ့ဖြစ်ပါတယ်ဆိုတော့ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းဝန်သတင်းထူသတင်းကောင်းလေးတွေကိုရုံဥစွာနားဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းလေးကတော့သတင်းတိုင်းအတိုင်းလောင်းလို့မျိုးအနည်းမှရှိတဲ့ဂျီဝါတွေကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးရန်လာတဲ့စစ်ကြောင်းကိုဂျားပြတ်တက်ခဲ့ရမှာအကြမ်းဖက်စစ်တပ်က10ဦးသေဆုံးခဲ့တဲ့အပြင်ကိုစစ်တပ်ကဖမ်းဆီးထားတဲ့လူငယ်6ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့တဲ့အကြောင်းကိုဒဝဲခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပါတယ်စစ်ခွေးရှစ်ကောင်လည်းတည်တယ် သူတို့ border ဆွဲဖို့အတွက်ဖမ်းဆီးထားတဲ့လူငယ်6ယောက်ကိုလည်းကယ်တင်နိုင်ခဲ့တယ်ဆိုတော့အင်မတန်မောက်ကိုမင်္ဂလာရှိတဲ့သတင်းလေးပဲဖြစ်ပါတယ်ဒီတက်ကတ်မှုအတွင်းကတော့ဒါကျွန်တော်တို့ဒီစစ်တပ်ကပေါ့နော်ဒါ10ဦးထပ်မနေကိုကျွန်တော်သေဆုံးခဲ့တယ်ပေါ့နော်ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်းများပြားခဲ့တယ်ဒါပြင်တိုက်ပွဲအတွင်းမှာစစ်တပ်ကနေပြီးတော့မှ border ဆွဲဖမ်းဆီးထားတဲ့လူငယ်6ဦးကလည်းထွက်ပြေးလွတ်မြောက်ခဲ့တယ်ဆိုတော့ဒီဒေါ်လာရေးတက်ဖို့ဝင်တွေကလည်းဒါကျွန်တော်ဒီညီကိုတွေပေါ့နော် ဒါထိမ့်သိမ်းဆောက်ရှောက်ထားရလို့သိရတယ်ပေါ့နော်ဒီဟာကပြီးခဲ့တဲ့အော်တိုဘားလ10ရက်နေ့နဲ့10နိုင်ခန့်အချိန်မှာလောက်လို့မြို့ပေါ်ကနေထွက်လာတဲ့အင်အား60ခန့်ပါတဲ့အကြမ်းဖက်ဆက်တဲ့စစ်ကြောင်းကိုမြို့အနီးမှာရှိတဲ့ကျေးရွာတွေကလူငယ်တွေကိုပေါ်တာဆွဲရဲ့လာရောက်စင်မှာတော်ရင်တနေရာမှာဒဝဲခင်တပ်ပေါင်းစုနဲ့မဟာမိတ်ပုံပေါ်တပ်ဖွဲ့ဝင်တွေကဂျာပြတ်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဂျာပြတ်တိုက်ခတ်တဲ့အချိန်မှာနော်ဒီကောင်တွေစစ်ခွေးရှစ်ကောင်ထပ်မနေလဲတည်တယ်ဒီကောင်တွေပေါ်တာဆွဲဖို့ဖမ်းလာတယ်လူငယ်ချောက်ကိုလည်းကျွန်တော်ညီကိုရိုတွေကအများကြီးကူညီပေးနိုင်ခဲ့တယ်လွတ်မြောက်အောင်ကူညီပေးနိုင်ရတော့ကြောင့်မလို့အင်္ဂလာမင်္ဂလာရှိတဲ့တည်င်းလေးပဲဖြစ်ပါတယ် နောက်ထပ်သတင်းတွေကတော့တော်တော်လေးကိုရည်စရာကောင်းတဲ့သတင်းမှာအဲ့ဒါပါလဲဆိုတော့အင်းစိန်ထောင်ကျွဲမှာအချုပ်သားတွေကိုကြိုတင်မဲ့ပေးဖို့ PRB ချင်းချောင်းနေတယ်လို့သိရပါတယ်။အနာသိန်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမှာကြိုတင်မဲ့ပေးဖို့အင်းစိန်ထောင်တွေမှာအချင်းကျထိန်းသိမ်းခံရတဲ့သူတွေကို PRB ချင်းချောင်းနေတယ်လို့သွေးစည်းညီညွတ်တဲ့တမကများအဖွဲ့ချုပ် SDUN ကထုတ်ပြန်လာပါတယ်။အဲ့ဒီချင်းထောင်တွေမှာအချုပ်ခန်းမှာရှိတဲ့အချုပ်သားတွေကိုရွေးကောက်ပွဲတဲ့ကြိုတင်မဲ့ထည့်ဖို့ PRB နေပြီးတော့မှကြိုတင်မဲ့ပေးဖို့ညှင်းဆန်ရင်ကက်ကွက်မဲ့ဖြစ်တတ်မှာမှာဖြစ်တယ်လို့တိုက်ပိတ်တာမျိုးနဲ့ထောင်ရင်းပြစ်တန်တွေချမှတ်သွားပဲဆိုပြီးတော့မှချင်းချောက်ချင်းပေါင်းနေရတယ်လို့ SDUN ကနေပြီးတော့မှပြောပါတယ်ဆိုတော့ အချုပ်သားမဲပေးလို့ရလို့လားဖုန်းကြီးတို့အချုပ်သားတို့ကမဲပေးလို့ရဘူးလားဒါပြောလို့ရတာမဟုတ်ပြတလားဒီကောင်တွေကဟိုလွန်ခဲ့တဲ့2020လောက်ထဲကတည်ထားတဲ့ဥစ္စာတွေကိုလည်းမဲပေးရမယ့်စည်ရင်နဲ့ထည့်လို့ထက်ဒါတွေကတော့ဒါဓာတ်ပုံတွေကတတ်သိရှိတယ်ဆရာနေမျိုးစင်ကိုလာပြောထားတဲ့အထဲမှာအဲ့လိုမျိုးရှိတယ်ကျွန်တော်ရောက်ခေါ်มาတဲ့အသက်ဟိုဘယ်လိုပြောမလဲဒီဒီ20ကျော်လောက်ထဲသေသွားတာတဲ့အဲ့ဒီဥစ္စာတွေလည်းတဲ့မဲစင်းမဲပေးရမယ့်ထဲမှာပါနေတယ်တလွဲကြီးပေါ့သိရမလားကြာလာတော့လည်းရက်ကအုတ်ချုပ်ရင်းမှုအပြင်ဟိုတဲ့ဘယ်လိုပြောမလဲဒီ ဘယ်လိုပြောမလဲဒီမဲမဲစင်းကြည့်ဖို့မပြောနဲ့တဲ့ရကောက်အချုပ်ဝေးဦးမျက်နှာကိုမမြင်ကျွန်တော်တာတဲ့အဲ့လိုကြောင်ပြက်နေပြီပေါ့နော်โอเคဆိုတော့နောက်တဲ့တရင်ကောင်းလေးကတော့တနင်္လာနေ့တိုင်းဘိတ်တူခရိုင်ပလောမြို့နယ်လေမူလာမြို့နယ်မှာပေါ့နော်အာချမ်ဘတ်ဆက်တက်ကစုကူတန်းတသား၄ယောက်ကေနယ်လီတမဟာ၄ကေဒီယိုတိုင်ရင်ခွန်ထန်ကိုအလင်းဝင်ရောက်လာခဲ့တယ်လို့ကရင်မျိုးသားစီအောင်နေပြီးတော့မှအော်တိုဘလာ၁၄ရက်နေ့မှာထုတ်ပြန်လာတယ်ဆိုတော့အော်တိုဘလာ၅ရက်နေ့မှာအာနာသိအချမ်ဘတ်ဆက်တက်တိုင်းဖို့အမတ်ဆက်နဲ့၄ကျင်းတင်တဲ့အကြောင်းကတက်ဖွဲ့ဝင်တသားတဲ့၃ယောက်အော်တိုဘလာ၈ရက်နေ့မှာ၁ယောက်ဆွစ်ဘောင်း၄ယောက်အလင်းဝင်ရောက်ခဲ့လို့သိရတယ် ဆိုပါလိမ်ပေါ်ရောက်လာတဲ့လူ၄ယောက်ကစစ်တပ်ရဲ့အတင်းအဓမ္မဖမ်းဆီးစုဆောင်ခြင်းကိုခံရပြီးတော့မှစစ်ကူရန်တန်တန်းတက်ခဲ့ရတဲ့ကြောင့်မလို့လေ့ကျင့်ရေးတန်တန်းကနေထွက်ပြေးပြီးတော့မှလက်နက်မဲ့ဗက်ပြောင်းခိုလိုလာဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ထဲမှာအကြောင်းမျိုးကြောင့်မတရားစစ်ကူရန်စေကန်းခံရတဲ့တပ်သားတွေအနေနဲ့နှိစက်ရတော်လိုက်တက်ဖို့ဝင်တဲ့ထံကိုရရနီလန်းနဲ့လက်နက်ချပူးပေါင်းပြီးတော့မှအလေးဝင်ကြဖို့လဲကရင်မျိုးသားစီယုံ KNU ကနေပြီးတော့မှတိုက်တွန်းထားပါတယ်။အဲ့တော့ငါညီကိုတွေအခုလိုမျိုးဒီဘက်ကိုရောက်လာတဲ့ကြောင့်မလို့လဲဝမ်းသာတယ်။အဲညီကိုတွေအတွက်ကိုပြောမယ်ဆိုရင် အာကိုရီးယားစိတ်အေးဝါရေပေါ့ကွာတဲ့မလားကိုညီကိုတို့အာမိသားစုတွေနဲ့လည်းအမြန်ဆုံးပြန်လည်ဆုံသီးပါသေးလို့ကျွန်တော်ပလာတာကြီးကဆူတောင်းပေးလိုက်ပါတယ်နောက်ထပ်တဲ့လေးကတော့တောင်သာမြို့နယ်ရုံးစီကြီးရွာမှာတက်ဆွဲထားတဲ့စစ်တပ်ကိုတက်ခတ်မှုမှာစစ်သား6ဦးသေဆုံးခဲ့တယ်ဗျာဆိုတော့စစ်တပ်ကအဲ့ရွာမှာမြို့သမီး6ဦးကိုလည်းမရင်းချိခဲ့ပြီးတော့မှပြည်သူ2ဦးကိုလည်းတပ်ဖြတ်ခဲ့လို့သိရပါတယ်ဆိုတော့ဒီကျွန်တော်တို့ဒီဟာကိုလည်းဒါကျွန်တော်တို့မြင်းချံခရံအမှတ်3တရင်ပြောရွှေခွင့်ရှိသူဘုံမူတူးကပြောပါတယ်အော်တိုဘာလ13ရက်နေ့တောင်သာမြို့နယ်မှာရုံးစီကြီးရွာမှာပေါ့နော် အဝင်လမ်းဘေးမှာရှိတဲ့နေရာတွေမှာတဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကိုမင်းသားကြီးစစ်ကြောင်းဥဆောင်ပြီးတော့မှ60မမ40မမလက်နက်ငယ်တွေနဲ့ဝင်ရောက်တိုက်ခတ်ခဲ့တဲ့အတွက်ဖြစ်တဲ့ဒီတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကခြောက်ဦးတေဆုံးခဲ့ပြီးတော့မှတော်လိုင်းရဲဘော်တွေကတော့ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့သိရပါတယ်ဆိုတော့ဒီရုပ်စီကြီးကြီးကအဝင်လမ်းဒါကျွန်တော်တို့ဘေးဝဲရတစ်ချောက်ပေါ့နော်အဲ့မှာပေါ့ အဆက်ကွေးတွေကို60မမ40မမလက်နက်ငယ်နဲ့တွားရောက်ပစ်ကတ်တိုက်ခတ်ခဲ့တယ်လက်နက်ကြီးထိမှန်ပြီးတော့မှဆက်ကွေး6កောင်ទេဆုံးတယ်ဆက်ကွေးတွေကရုံးစည်ကြီးကြေးရွာမှာជីတစ်ချက်ပေါင်ရင်ပြည်သူပိုင်းနေတလုံးမီးရှို့မယ်လို့ကြေးမောင်းနေတယ်ဆိုပြီးတော့မှမြင်းကြံခရံအမတ်တုံးတက်ရင်ကပြောရေးဆိုခွင့်ရှိသူပုံမတူကပြောပါတယ်ဒီကောင်ဒီမှာဓာတ်လွယ်ပြီးလဲကျန်တာဘာမှမလုပ်တတ်ပါဘူးဒါကြောင့်မို့လို့လဲပြည်သူတွေရဲ့ဒါပြောမယ်ဆိုရင်မြစ်တာတွေစူးနေတာပေါ့နော်အမုန်းတန်တွေစူးနေတာဒါပါပဲခင်ဗျာโอเคပါတရင်လေးနေနားဆင်ပြီးရအောင်မှာဗီဒီယိုဖိုင်လေးကြီးအောင်ပါပထမဦးဆုံးကเนาะဒါကျွန်တော်တို့မေးအွန်လိုင်းမေးလို့မေးလို့မေးအွန်လိုင်းอ่ะ ကျွန်တော်ပြောထားတဲ့ဂရီကိုဘရောမမဖြတ်ဘူးတဲ့ကဲ तू ဘာတွေများဂရီပေးထားလဲမသိ NCA ဆယ်နှစ်ပြည့်တော့ तू ပြောထားတာအားထောင်ကြည့်အောင်အခုကျွန်တော်တို့ညီညာရေးဆယ်နှစ်ပြည့်လုပ်တယ်ဒီနေ့ဆယ်နှစ်ပြည့်မမတော့ဒီဆယ်နှစ်ဒီဒါအကောင်နဲ့ပေါ်နေဖို့ဆိုရင်ကျွန်တော်နှုတ်ချနေပါတယ်အဲဆယ်နှစ်ဆယ်နှစ်တွဲမှာလဲပထမ9နှစ်ဟလာနောက်ဒုတိယ9နှစ်ပထမ9နှစ်မှာလဲညီညာညီလာခံလုပ်ပြီးတော့မှဟလာဒီဟာကိုပဲအကြောင်းမျိုးမျိုးနဲ့ဆက်တဲ့ကောင်ထဲပေါ်နေဖို့တော့ကျွန်တော်တို့ ကြံခဲ့တာပေါ့နောက်ကျွန်တော်တောင်ဝယူတဲ့ကာလကကြတော့လေပြောလို့ရှိတယ်တက်မတော်မနေမဟုတ်လို့မလုံနိုင်ဘူးဆိုတဲ့ဟာလည်းပြောကြပါချမ်းမလို့ဒီထဲမှာမဲတက်မရေးထူထားတယ်နော်ကျွန်တော်ကိုယ်တိုင်လက်မှတ်ထူထားတာတရားကျွန်တော်ထူထားတဲ့ဂရီကိုကျွန်တော်ဘုရင်မှမဖြစ်ဘူးကျွန်တော်ပြောတဲ့ဗဇတ်ဂရီလည်းမဖြစ်ပါဘူးဒါကြောင့်ဟလာကျွန်တော်တို့ကတကယ်လို့တဆိုးဆီးတဲ့ဆွေးနွေးညှိနှိုင်းဆောင်ခဲ့မှာဆိုရင်အခုဒီအသိမှုတွေအကောင့်ထဲပို့နေပြီဖြစ်ပါတယ်အမေကြီးကျယ်တယ်ကျွန်တော်တို့ရတဲ့ ရတဲ့အချိန်လေးအတွင်းမှာတော့မှဆိုကြဥပဒေပြင်ဆင်ရေးအတွက်ကျွန်တော်တို့တဘုတ်ညီကြရခဲ့ကြောက်ညှိတိုင်းကြောက်ညှိခဲ့တယ်ကျွန်တော်သဘောပေါက်ပါတယ်ဒီအောင်နော်သဘောပေါက်ပါတယ်ဒါကြောင့်ပြောချင်တာကတော့ဒီတက်ဆိုင်သူပုံကူများပေါ့တက်ဆိုင်ပုံကူများဟလာဒီတကယ်ပြည်တော်သူအကျိုးပေါ့ပြည်သူအကျိုးတိုင်းသားပြည်သူတွေရဲ့ပြည်သူတွေလည်းအကျိုးအဲဟောနိုင်ငံတော်ရဲ့အကျိုးကိုကြည့်ပြီးတော့ဆောင်ရွက်ပေးကြဖို့တိုက်တွန်းတို့ပါတယ် ျွန်တော်အလေးထည့်ပြီးဒါပြောပြစီအဲ့တော့ကျွန်တော်တို့ရဲ့နိုင်ငံကိုအဲ့ဒုက္ခရောက်အောင်ကျွန်တော်မလုပ်ကြဘူးကျွန်တော်ပြောချင်ပါတယ်အဲတိုက်ပြီးကောင်းလို့ကြဖို့ပူပေါင်းဆောင်ပေးကြဖို့လည်းကျွန်တော်ပြောလိုပါတယ်ကျွန်တော်အနေနဲ့တိုက်ပြီးကောင်းဖို့တဲ့လှုပ်ွယ်ဆိုလို့ရှိရင်အများအားအဆင်ပြေရှိတယ်ဆိုတဲ့အကြောင်းလေးလည်းထားလောင်းပြောချင်ပါတယ်ခင်ဗျာอืมဆိုတော့မင်းအုပ်ချုပ်လိုက်တဲ့ကတိုင်းပြည်ကကမောက်ကမတွေဖြစ်ပြီးတိုင်းပြည်ပြည့်စည်နေရလေမင်းအဲ့တော့ဘာကိုကြီးကြေပြောနေရတော့ဟမ်အာဘာဖြစ်တယ် ဟိုကိုယ်တိုင်ထိုးထားတဲ့ဂရီကိုဘယ်တော့မှမဖြတ်ဘူးလို့ပါတော့ဂရီဆိုတဲ့စကားမင်းနဲ့အောင်တန်လို့လားမင်းပါဇက်နဲ့တန်လို့လားလူမာဂရီမင်းမသက်စာဆိုပေမဲ့မင်းကမင်းဆိုမင်းယုံလေမင်းနဲ့တန်လို့လားနော်မင်းကြီးကြေးပြောမနေနဲ့မင်းအချောင်းကိုသိတဲ့သူတယောက်ကမင်းကိုပြောလိမ့်မယ်နားတော့ကိုဂါရီရဲ့နဲ့မင်းတို့အောက်မှာရှိခဲ့တဲ့စီရီယန်စစ်သားပဲနော်စစ်သားဟောင်းစီရီယန်စစ်သားနော်အဲ့ဒီ NCA လက်မှတ်ထိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှမင်းအွန်လိုင်းပြောတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှကိုဂါရီရဲ့ဒီလိုလေးဖောက်သွေးချလာပါတယ်နားထောင်ကြည့်အောင်အကြီးလက်မှတ်ထိုးရတာ ဆယ်ပွဲပဲထိုးရလာသူစောက်ယူထားပြီးတော့အာနာတိန်လိုက်လို့ထတ်တိုးသွားတာနော်လက်လက်ကရင်အဖွဲထတ်တိုးသွားတာဖွဲ300လောက်ရှိတယ်အင်းထိုးနိုင်ကြတာသူ့ဘောမှာကြီးကြီးမလုံးနိုင်ကြတာသူတို့ဒီ NCU ပဲရှိတာဒါကြောင့် NCU ပဲသူကနော်ညရဲ့ NCU ပွဲဆိုတော့သူလောက်တယ်ဖနက်နေ့ပြေဖနက်နေ့ပြေဖနက်နေ့ပြေအဲ့ NCU ပွဲတွေမှာလည်းသူကစောက်ကြီးစောက်ကြီးတွေတက်တက်ညရဲ့တက်တက်ပြောတယ် တတုခွေမယ်အတူတူတူပြောရမယ်ဘယ်ပေါ်နော်ဒီဒီတပတ်လေးလုတ်တုတ်တဲ့ဟာတွေရတယ်လားဒီကသူအလိမတူတက်တက်ပြောချင်လို့လုတ်တယ်ကျွန်တော်ဘာမို့ဒီကမေဘုံပြောချင်တယ်ယောဂါကိုဒီကအာနာသိနာရအာနာသိနာရဲ့ဒီကအရင်ခံဒီကိစ္စနဲ့ဖြည့်ဖြစ်သွားနိုင်ဩဘာလို့သူအဲ့လိုသူရဲ့အိမ်မက်ဖြည့်ဖြစ်ပေါ့ သူ့ရဲ့သမရဒရင်းပေါ့အော်နော်သူ့ရဲ့အိမ်မက်ဒါသူ့ရဲ့အိမ်မက်ဒီသူအလိုနိုင်ငံတော်ရဲ့ခါကြီးရဲ့ကြီးနေမျိုးတွေအဲဒီလိုခန္ဓာမျိုးတွေမှာသူကအဲ့လိုဆိုဆယ်ယီစတိုင်နဲ့မိန်ကွန်းပြောချင်တာဒါသူ့ရဲ့ယောဂတစ်မျိုးပဲဖြစ်မှာဒါလည်းသူ့ရဲ့အိမ်မက်ပေါ့သူဘယ်ချိန်ကျအိမ်မက်မခဲ့လဲမသိဒီအိမ်မက်ကြောင့်ပဲသူကအနာထတဲ့ရဖြစ်မှာအဲ့တော့သူကပြောချင်တာပေါ့ဒါမျိုးတွေပြောချင်သူဒါမျိုးတွေ လုံးချက်သမရာကြီးပဲသမရာကွာလို့အစ်စ်တူတူလေးဘုတ္တဘုဒ္ဓနဲ့အဲတက်ပြီးတော့ပြည်ပြရပြောမယ်ဒါသူကလုံးချက်တာအဓိကတာသူ့လူဟာနိုင်ငံကိုတည်ထောင်တဲ့နော်ဒီဒီမြန်မာနိုင်ငံကိုဘယ်လိုမျိုးကောင်းလုပ်ပေးခဲ့တာပါဆိုတော့ဓမေကောင်းမျိုးလိုချင်တာอืมဖြစ်ချင်တာဒါတကယ်ဖြစ်နေတာအဲ့ဒါကတော့ဘာမျိုးမြစ်တာပူခံရတဲ့နော်အလီနတ်တော့ အဆုပ်လုပ်အောင်ပြနေတာအင်းမတော့စားမရပြစ်ပေးပြီးပြရမနော်ယုံကြည်မှုမရှိတဲ့ခွေးဝဲသားတော့သာဖြစ်နေတာအင်းခွေးဝဲသားလို့ပေါ့မျိုးဖြစ်နေတာအဲ့တော့ဖြစ်ချင်တာဘရင်ဖြစ်သွားတာခွေးဝဲသားခွေးပူလေးပေါ့ကွာကျတော့ဟို NCA လက်မှတ်ထိုးတာ10ပွဲပေါ့နော်အခုအခုအခုဒီမှာ NCA လက်မှတ်ထိုးတာ10ပွဲဒီကောင်စောက်ယူထားပြီးတော့မှအာနာသိမ့်လိုက်တော့မှဒီလက်နက်ကင်တွေများလာတဲ့တိုးလာတဲ့အဖွဲအဖွဲ300ကျော်ရယ်ဆိုတော့စဉ်းစားကြည့်ပေါ့ ရင်းချိုက်ရုပ်တကယ်လိုလားတဲ့ကောင်လားရင်းချိုက်ရုပ်ဖြည့်စည်းနေတဲ့ကောင်လားဆိုတာစဉ်းစားကြည့်ပေါ့နော်ဟိုဘလော့ပြောပြောဒီကောင်လေးအချက်ရှိမဲ့ဟာလည်းမဟုတ်ပါဘူးနောက်နောက်တစ်ကောင်ရှိသေးတယ်နောက်တစ်ကောင်နောက်တစ်ကောင်အဲ့ KNU ပါလဲဒီကျွန်တော်တို့ဥက္ကရာဟောင်းလို့ပြောတာပဲဟိုဘူတူစီဖိုးဆိုတာအားလုံးလည်းသိကြမှာပါအဲ့အဲ့ဘေးကြီးရလဲဒီမှာအဲ့၁၀နှစ်ပြည့် SA ၁၀နှစ်ပြည့်မှာလဲဒီဘေးကြီးရမှာကြီးဘာတွေလေလုံးထွားမလဲနောက်တော့ကြီး NDA စာချုပ်ဟာလူတမျိုးတမျိုးအတွက်စာချုပ် သဆောင်သာဖြစ်ပေမဲ့အဲတကယ်ကတော့စာကြည့်ပြောအမျိုးသားပြန်လဲတင်မြရေးတကိုဥတီခရေးဇင်တခုကို စတဲ့ချင်း ဖြစ်ပါတယ်အဲဒီလိုသဘောတူညီမှုရရှိဖို့အတွက်နိုင်ငံတော်ဆိုရကိုယ်စားလှယ်များနဲ့တိုင်းရင်းသားလက်နဲ့ကင်အဖွဲ့အစည်းတွေကနှစ်နှစ်နီးပါးကြာဆွေးနွေးခဲ့ကြရတာ ဖြစ်ပါတယ် NCA ဟာတခဏအတွင်းမှာ ရလာတဲ့အောင်မြင်မှုတကုမဟုတ်ပါဘူးအချင်းယူပြီးအပြာလာနတ်လင်မှုနဲ့ယုံကြည်မှုတည်ဆောက်ခဲ့ရတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်အဲ့ဒီအချင်းကတစ်ဖက်ကိုတစ်ဖက်အနိုင်ယူဖို့မဟုတ်ပဲအပြာလာယုံကြည်မှုနတ်လင်မှုတည်ဆောက်ဖို့အတွက်ဉာဏ်ပညာတွေတတိတွေနဲ့ပေါင်းစည်းခဲ့ကြတာဖြစ်ပါတယ်ဉာဏ်ဉာဏ်ရဖြစ်စဉ်ဟာအဆုံး မသတ်သွားသေးပါဘူးအပြန်အလှန်လေးစားမှုနဲ့ယုံကြည်မှုတည်ဆောက်နိုင်သောသေးသလားဆိုတာသက်ဆိုင်သူအလုံးရဲ့လက်ချက်မှာရှိပါတယ်မိမိအနေနဲ့တိုက်တွန်းလိုတာက အပြန်အလှန်ယုံကြည်မှုတည်ဆောက်တဲ့အစီအစဉ်များကို အမြန်ဆုံးလက်တွေ့ဖော်ဆောင်ကြရမှာဖြစ်ပါတယ်ဩအင်းရရဲဆိုတာ စာချုပ်ပေါ်မှာလက်မှတ်ထိုးယုံသက်သက်နဲ့အဖြစ်ပေါ်လာနိုင်တဲ့အရာမဟုတ်ပါစစ်မှန်တဲ့စိတ်ဓာတ်နဲ့ဆန္ဒတူညီမှုမှတာပေါ်ပေါက်လာနိုင်ပါတယ်အဲ့ဒါကြောင့်အနာဂတ်အတွက် NCA ကို အခြေခံတဲ့ညှိနှိုင်းဆွေးနွေးမှုတွေပြန်လည်ဆက်တင်ဖို့အပြန်အလှန်ယုံကြည်တည်ဆောက်ဖို့ပြည်သူအတွက်ငြိမ်းချမ်းရေးကိုလက်တွေ့ကြကြမြင်ရအောင် အထုတ်ဖို့လိုပါတယ်။อืมဆိုတော့ဟို KNU ကဒီဘဲလက်ထက်မှာပို့ပြီးတော့မှပျက်စီးသွားတာပေါ့။ပြီးတော့ဒီခင်ညွန်းကလည်းကျွန်တော်တို့အမြန်ကြီးကိုဆရာတော်ဘုရားကြီးတို့သိကြမှာပါ။အမြန်ကြီးကိုဆရာတော်ဘုရားကြီးရဲ့အောက်ကနေပြီးတော့မှကျွန်တော်တို့ဘုရားဘာသာကရင်နဲ့ခရစ်ယာန်ကရင်ခွဲပလိုက်တယ်အဲ့ဟာနဲ့ပတ်သက်ပြီးတော့မှကရင်တအားကိုသွေးစည်းညီညွတ်နေတာ哦အဲ့လိုသွေးစည်းညီညွတ်နေတဲ့ကရင်လူမျိုးတွေကိုနေရာတွေလောက်ပိုင်ခွင့်တွေယာတူးတွေအာနာတွေပေးလိုက်တော့ဒီဘဲတွေပေါ့ဗျာခင်ညိုးရဲ့အောက်မှာစနက်အောက်ထဲဝင်သွားပြီးတော့မှ အခုချိန်ဒီကိုအာနာယာတို့မစွန့်လွတ်နိုင်သေးတဲ့စောက်ပွဲကြီးတွေပေါ့အခုချိန်ဒီရပိုင်ခွင့်လိုချင်တဲ့စောက်ပွဲကြီးတွေပေါ့ပြောချင်တာကဘာလဲဆိုတော့လေမင်းတို့ကြောင့်ပြင်လူမျိုးတွေဒုက္ခရောက်ရတာတဲ့လားမင်းတို့အဲ့ဟိုမူမမှန်တဲ့လက်နက်ကင်တွေကြောင့်ပြင်လူမျိုးတွေဒုက္ခရောက်ရတာတကယ်တကယ်ကရင်ပြည်သူလူထုကဘာလိုချင်လဲဆိုတော့မင်းမသိဘူးဘုလူစေပေါ့နော်အဲ့တော့မင်းမသိသေးရင်မင်းတို့သိအောင်လို့မင်းရောမင်းအောင်လာရောချစ်သူရောသိအောင်လို့ငါဒီမှာအမိုးကြီးတယောက်ရဲ့ဘီဒီယိုဖိုင်လေးကိုဖွင့်ပြလိုက်မယ်ကရင်နော်ကရင်နားထောင်ကြည့် ကောင်းသတိထားတော့ဒီမှာဒီမှာတို့တွေကမေရောက်ပေးပါလေမေရောက်ပေးပြီးတော့ပါလို့စင်အလူလူမဲအကလောအပေးမဲမင်းအွန်လိုင်းရဲ့နိသတိထားတော့ဒီမစေသေးဘူးလားနိစေသေးပြီးတော့စေလိုက်တော့အဲ့လိုပဲပြောမယ်ချီသူနဲ့နင်းနဲ့တူတူပဲချီသူလဲစေလိုက်တော့ပါစဲနဲ့ချီသူနဲ့မင်းအွန်လိုင်းနဲ့အကလောအမျိုးပြောလိုက်တော့ဒီမှာအပေးနေတဲ့ပါတိုင်းပဲလာတိုင်းပဲနေစီနေတဲ့နေစုတော့ပဲစေဖို့อืม là cha là miêu lại chí chú mu tu si bố à ê cho này là bố cho hè là bố cho xe là pa là bố si ở cầu lô đi này pa về này hà bố ở cầu lô gió xì lại em yêu bà tiêu lại tì lại tì chí chú này à lâu tì lại ừ tì chí chú này xì ba xì anh na yo ca pu vi do xì ba xì nè bố si thay mà thì à pu lao nè ba xì ừ tức là menu nô là biết là bố này tức là mu tu si bố chơi là တကယ်ကရင်ပြည်သူလူထုကအာနာရှင်စနစ်ကိုမလိုချင်ဘူးမင်းတို့အဲ့ဒီအာနာရှင်နဲ့ပေါင်းနေတဲ့မင်းတို့ကရင်လက်နက်ကင်ဆိုတဲ့ကောင်တွေကိုလည်းမလိုချင်ဘူးစစ်မှန်တဲ့ပြည်သူဘက်ကိုမျက်နှာမူတဲ့ကရင်လက်နက်ကင်တွေကိုလိုချင်တာအဲ့ဒါကိုမင်းတို့သိဖို့လိုတယ်တွေ့လားပြည်သူကတော့မှဒီလောက်ထိဒေါ်လာကြီးကိုအားပေးပြီးတော့မှလှုပ်ပေးနေတယ်ဆိုရင်ဒီသက်ဒီရွယ်တော့မှလှုပ်ပေးနေတယ်ဆိုရင်မင်းတို့တေကန်ကြီးတွေကပိုတော်မှတည်တင်နေတယ်တွေ့လားအောက်တန်းသားကြီးတွေအဲ့တော့နောက်ထပ်ဗီဒီယိုပိုင်းတစ်ခုရှိသေးတယ်အမေတော့ကျွန်တော်တို့ တော်လိုက်ရေးဆိုတဲ့ဥစ္စာကိုပေါ့နော်ဒါ zoom တော့လာပြီး definition တွေတော့ဒါလာဖွဲ့နေပါတယ်ကဲနားထောင်ကြည့်အောင်ခုလက်ရှိအသုံးလုံးနေတယ်ပေါ့နော်တော်လိုက်ရေးဆိုတဲ့ဟာနဲ့ပတ်သက်ပြီးပြောပါမယ်ဒါတော့မှအရင်ဘွားနေနေကြတော်တော်ကျွန်တော်တော်လိုက်ရေးဆိုတာပေါ့နော်အဲကျွန်တော်တို့ကဒီမှာတော့ EA လို့ခေါ်တာပေါ့ဗျာ athletic and popularization အဲဒါမဲ့ခုနောက်ပိုင်းမှာအဲ့လိုခေါ်တာတော့သိပ်ကြိုက်တော့ဘူး ER လို့ခေါ်ပါလို့ကြာ athletic revolution popularization ။ဟုတ်ပြီတော်လိုင်းရေးနဲ့ပတ်သက်ပြီးကျွန်တော်ပြောတာ1950ပြည့်နှစ်တော့တော်လိုင်းရေးနဲ့ပတ်သက်ပြီးတော့ကြာကြာပါတော့။တော်လိုင်းရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်စန့်ကျင်ပဲစကားလည်းမပြောဘူးတော်လိုင်းရေးဆိုတဲ့အသုံးလုံးနဲ့ပတ်သက်ကြတာထောက်ခံတဲ့စကားလည်းမပြောဘူး။သို့တော့တကယ်တကယ်တော်လန်ยีဆိုတဲ့အယူအဆတွေခေတ်စားလာတယ်ပေါ့နော်တော်တော်ကိုပြင်းပြင်းထန်ထန်ခေတ်စားလာတဲ့1950ပြည့်နှစ်ကစကားတခုကိုကျွန်တော်ပြောပြတော်လန်ยีကိုခံတီးကြီးဖြင့် တော်လိုင်းကြီးကိုခံပြီးပြီးတော်လိုင်းကြီးကိုတည်ယူခြင်းဖြင့်တော်လိုင်းကြီးကိုလုတ်ကြပါဆိုတဲ့စကားစပါဘူး။သို့တော့နောက်ဆက်တွေ့ရမှာတော့ခုနပြောတဲ့တော်လိုင်းကြီးကိုပေါ်ဆောင်ရေးဖြင့်တော်လိုင်းကြီးကိုတည်ယူကြဆိုတဲ့အမှန်စကားရက်ကိုအကောင်အထည်ပေါ်ရင်စာတင်ကြောင်းနေအကန့်အသတ်ရှိပြိလိုက်ရမှာဆိုရင်အာနိုင်ငံကျော်ဟာစတဲ့အဲ့တော့ခုကျွန်တော်မြန်မာနိုင်ငံမှာဖြစ်နေတယ်။တော်လိုင်းရေးဆိုတဲ့ဟာတွေ စန့်ကျင်ရေးဆိုတဲ့ဟာရဲ့ကြောင့်ဒီစာတင်ကြောင်းကြီးအကန့်အသတ်ရှိပိတ်လိုက်ရတယ်မကောင်းပါမကောင်းပါဒါနိုင်ငံအတွက်နှိမ့်တာဖြစ်ပါတယ်ပြည်သူအလုံးအတွက်နှိမ့်တာဖြစ်ပါတယ်ဘာပဲလုပ်ရလုပ်ကြပါတော့အခြေခံနေအခြေခံအပေါ့မိမိနိုင်ငံမှာရှိတဲ့အခြေခံကျင့်ဝတ်တွေရတယ်မိမိနိုင်ငံမှာရှိတဲ့အခြေခံတင်ညာရေးကျန်းမာရေးလူမှုရေးတွေပေါ့မတိခိုက်ဖို့လိုတယ်လို့ကျွန်တော်လည်းပြောချင်ပါတယ်အဲလှုပ်လှိုက်ခြင်းနဲ့ပညာရေး လှုပ်လိုက်ခြင်းတဲ့ပညာကြီးတိုးတောင်းလှုပ်လှုပ်ခြင်းလိုက်တဲ့ပညာကြီးချဲလိုက်တဲ့စာသင်ကျောင်းနော်တော်လိုင်းဘက်ကလူတွေလှုပ်လို့စာသင်ကျောင်းတွေဟိအောင်တော်လိုင်းဘက်ကလူတွေကစာသင်ကျောင်းတွေကိုဘုံနဲ့မချဲဘူးမင်းတို့စစ်တပ်ကကောင်တွေပဲစစ်ပေးဆောင်တွေလို့စာသင်ကျောင်းတွေကိုပဲဘုံနဲ့ချဲတာခွေးတောင်းသာမင်းပေါက်လို့ပဲသားရဲ့တအားမပြောနဲ့ရုပ်ကလည်းမင်းပုတ်ပွနေပြီအနာကြီးရောကတဲ့လူလိုဘာလို့နဲ့သမင်းစားပြီးချီးမပါတဲ့ရုပ်ဖြစ်နေပြီမင်းမရှက်ဘူးလားဟင်ပညာရေးနဲ့ပတ်သက်ပြီးတော့မှကောင်းအောင်လှုပ်ချင်မှဆိုရင်မင်းတို့ကောင်တွေကနော်ဘာလို့ပြည်သူတွေကို အခုလိုမျိုးစပေးရှောင်းတွေကိုစာတင်ကြောင်းတွေဘာကြောင့်လေနဲ့ဘုံကျရတာတော့မင်းတို့မှာပြောတဲ့အတခုပဲရှိရအဲ့ဒါပါလဲဆိုတော့အဲ့ဒီနေရာမှာ PDF တွေကိုလက်ခံလို့အော်အဲ့လိုမျိုးကြတော့လေမင်းတို့ကဟိုဘယ်လိုပြောမလဲ PDF အချမ်းဖတ်ဆိုပြီးမင်းတို့လုတ်တော့တာပဲ PDF ပဲကွာ तू ကြိုက်တာ तू ကြိုက်တဲ့ဥစ္စာကို तू ထောက်ခံမှာပေါ့ပါလဲမင်းတို့ထောက်ခံမှာမင်းတို့အမှန်လို့ထင်တာလားထင်ရဘောပဲလေမင်းစောက်ပေါ်တကယ်ကောအဲ့တော့ဟိုဘယ်လိုပြောမလဲမင်းတို့လိုကောင်မျိုးတွေကိုလေငါငါပါဇက်နဲ့မတန်ဘူးကွာသိလားငါပါဇက်နဲ့မတန်ဘူးဆိုတာမင်းတို့ဒီထက်ပိုးစိုးပါဇက်ပြောတဲ့သူတွေမှာမင်းတို့တန်တာ ဲ့တော့နားထောင်ကြည့်မဆာမင်းတို့မင်းတို့ရဲ့နောက်ဆက်တွဲအကြောင်းအရာတွေကိုပြောပြလိမ့်မယ်မင်းတို့ဆိုဝင်းတို့မင်းတို့လိုကောင်မျိုးတွေအောက်ခြေအရာရှိရဲ့ကောင်တွေမင်းအွန်လိုင်းအောက်မှာနော်ရှိနေတဲ့အောက်ခြေအရာရှိရဲ့ကောင်တွေနားထောင်မင်းအွန်လိုင်းရဲ့စစ်ရာဓူရာခံစစ်ဘူဂျုံကြီးတွေမြတ်တို့စစ်သားတမယရဲသားတမယအားလုံးမိသားစုတွေပေါ့နော်အကုန်လုံးမိအာနာယူမင်းအွန်လိုင်းရဲ့တစ္ဆာခံလုတ်ပေးနေတဲ့လူတွေကိုဟာကိုလေးအတွေးဝင်ပြီးစဉ်းစားကြည့်ရောသမင်းစားပြီးတော့ ဟမ်ဒီတစ္ဆာကံအာနာယူယူတစ္ဆာကံဘဝနဲ့တတ်တွေပေးဘဝတွေပေးပြီးတော့လုတ်ပေးရတာတန်ရဲ့လားလို့ဆိုတာကိုစဉ်းစားကြည့်ဦးဟမ်ဒူးချုပ်စိုးဝင်းကြီးတောင်မှတကယ်ယာရူတူပြီးရင်ဒူးချုပ်စိုးဝင်းကြီးကာချုပ်ဖြစ်လာမယ်လူကြီးတောင်မှအမ် အောက်ကိုပုတ်ထုတ်လိုက်ပြီဟုတ်ပါနော်ဒီအာနာယူရလေသူ့လိုမျိုး အာနာယူပြီးသူ့ကိုပြန်လုံมาဆိုလို့အဲ့လိုတန်တရားစိတ်တွေနဲ့ဘသူ့ပေါ်မှာသူကယုံကြည်မှုရှိတော့ခင်ဗျားတို့တတွေအကုန်လုံးကသာသူ့ကိုတစ္ဆာခံပြီးဘဝတွေပေးအတ္တတွေပေးသူခိုင်းတာတွေလုတ်ပေးနေတာနော်ဒါပေမဲ့သူကခင်ဗျားတို့ရှင်တို့အကုန်အလုံးပေါ်မှာကိုယုံကြည်မှုမရှိဘူးတန်တရားစိတ်တွေနဲ့အမြဲတမ်းရှိနေတာ မယုံကြည်တော့ဘူးမယုံကြည်လို့လဲသူဒီလိုလေးလုပ်နေတာပေါ့အပေါ်ကယာရူးကြီးတဲ့ဟာတွေကိုအောက်ကိုပြန်ပုတ်ချအေးဆိုသူသူယုံကြည်ရမယ်လို့ထင်တဲ့အောက်ကဟာတွေကိုအပေါ်ပြန်ပို့ကပြောင်းကပြန်လေးလုပ်နေဒီဒူးကျုပ်စိုးဝင်းယာရူးဆိုလားသူဒီနေရာရဖို့ဘလောက်ထိပေးဆက်ပြီးဘလို့တွေတိုးဝင်ရတာကသူတို့ပဲသိမှာနော်အဲ့လိုလူမျိုးတောင်မှတစ္ဆာခံလူမျိုးကိုတောင်မှကောင်းမွန်တဲ့နေရာနဲ့အလွဲတကူအလွဲလေးပုတ်ထုတ်ပြတဲ့နော် အတုံးမဝင်တဲ့လူရမဝင်တဲ့နေရာကိုပို့ပလိုက်တာချင်းချင်းပြောရရင်အတုံးမဝင်အရေးရှိမရှိတော့မလို့တော့ဆိုတဲ့သဘောမျိုးပဲနော်အဲ့လိုအာနာယူကသူ့အတွက်ပဲသူ့မိသားစုသူ့အတွက်ပဲကြည်တဲ့ဟာမျိုးကိုရှင်တို့ရဲခွေးစစ်ခွေးတွေအားလုံးသူ့ခိုင်းသမျှလုံနေတဲ့စေရာလူရကနိစ္စကံတွေအားလုံးတန်ရဲ့လားလို့စဉ်းစားအောင်อืมဒီမှာခုပြောလိုက်ရှင်တို့မိသားစု ရှင်တို့စဉ်းစားဟုတ်လားကောင်းနေတယ်မှာအိပ်ရတယ်မှာဝင်ပြီးစဉ်းစားလိုက်အောင် နော်ဒီအာနာယူခိုင်းသမျှကိုတစ္ဆာခံလုပ်ပြီးခဲ့တဲ့အခုတော့ငါ့ကိုဒီကောင်ကအသုံးမလိုတဲ့ပုံစံမျိုးနဲ့အမိုက်ပုံးနဲ့ပုတ်ထိုးလိုက်ပြီးလူရမုံနဲ့နေရာပုတ်ထိုးလိုက်ပြီးအဲ့ကလေးစဉ်းစား ီစစ်တပ်ကလက်အောက်ခံအာဏာယူလက်အောက်ခံဒီလိုဒူးကျုံစိုးဝဲအောင်ဒီလိုအလွဲတကူပုတ်ထုတ်တယ်ဆိုမှတော့နေတော့အောက်ချေရဲသားစစ်သားနေတော့ယာဒူးလောက်ကတော့မင်းအောင်နိုင်ကခွေးကန်ကြီးကန်နေဟုတ်လားခွေးကန်ကြီးကန်ထုတ်မှနေလို့မဖြစ်ဘူးဟုတ်တယ်ဟုတ်တယ်အားမရစနီးမရလေအတိအတိရှိဖို့လိုပြီးများတော့အတွေးဝင်တတ်ဖို့လိုပြီးနော်อืมဟုတ်တယ်စဉ်းစားဖို့လိုပြီးอืมဆိုတော့ဒီမဆာပြောတယ်လို့ပြောပဲ မဲအွန်လိုင်းကသူနဲ့တက်တဲ့သူတွေကိုပဲသူ့ပေးနာထားပြီးတော့မှသူနဲ့မတက်တဲ့သူတွေကိုဘေးကန်ထုံးမယ်ဆိုတော့ဇော်မဲလုံးတကောင်ကဘဲချင်းခွေးကန်ကန်ချမယ်ဆိုတာစောင့်ကြည့်ပါအောင်လို့ပြောချင်ပါတယ်နော်ကျေးဇူးများတင်ပါတယ်နောက်တစ်ခါမှပြန်ဆုံတွေ့ပါမယ်ကြီးစုအားပေးတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာကြေကိုကြီးချမ်းသာကြေတို့ကပြေးပါနေကြပါစေ plus drive blog youtube channel ဖြစ်ပါတယ်ခင်ဗျာ